အားလုံးပဲမင်္ဂလာပါရှင်မြန်မာနှုတ်ဝတ်ချက်နေရတဲ့ပရိသတ်တွေကိုနှီးထွေးစွာနဲ့ပြန်လည်ပြီးတော့ကျူဆူလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့ပရိသတ်များစိတ်ဝင်စားမဲ့ဇာလကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာနားဆင်ရမယ့်ဇာလလေးကအဝိဇ္ဇာတော်တောင်းတဲ့မေရိစရာမျိုးဟောင်းဇာလလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်မိခါရောကမေရိစရာမျိုးဟောင်းကြီးအတွင်းနဲ့စီကိုဆင်းသက်လာခဲ့ကြတယ်မျိုးဟောင်းကြီးမှာကျက်ရှိနေတဲ့အုတ်ချက်တွေ အနုပညာပြည်သူကလက်ရော်တွေကိုကြည့်ုံနဲ့ဒီမျိုးကြီးဟာရည်ကြည်မှုအစိတ်တဲမြန်မာတဲ့မျိုးကြီးတစ်မျိုးလို့ယူဆရလေတယ်။နန်းတော်ရဟောင်းကြီးကိုဖြတ်တမ်းပြီးအနောက်စုစုကိုဆက်လက်ခရီးနှင်လာကြတဲ့အခါမှာတော့တောင်ကုန်းလေးတစ်ခုအနည်းကိုရောက်လာခဲ့ကြပါတယ်။တောင်ကုန်းလေးကလူတရက်ခန့်မြန်မာတော်ကိုတွေ့ရတယ်။တောင်ကုန်းကလေးရဲ့အပေါ်မှာတက်ပြင်းနေမပေါက်ရောက်ပဲမြန်ရနေတာဖုံးလွှမ်းထားလေတယ်။ဒီနေရာပဲဦးကြီးတို့ဟုတ်လားဘေးမကြီးရဲ့တင်းကြိုင်းတော်ကြီးပဲ။ မိခါမျက်မှောက်ကျုပ်ပြီးတော့တင်းချိုင်းတော်ကြီးလည်းပြောသေးတယ်တောင်ကုန်းကလေးတစ်ခုလိုပါပဲလားဒီကအိုက်ကောင်းကခေါင်းခါပြီးတော့မဟုတ်ဘူးကလေးမရဲ့အရင်တော့ကတော့ဒီကူတင်းချိုင်းကြီးကကြီးမခက်တယ်နဲ့အဆောက်အဦကြီးတစ်ခုဖြစ်ခဲ့တယ်ရေသေးကြီးရဲ့အတွေ့အကြုံကဒီနေရာမှာတန်တောင်40မြင်းနဲ့ဘိမှန်တော်ကြီးတစ်ခုရှိတယ်လို့လည်းဆိုတယ်ဒါပေမဲ့ဘေးမှာကြီးတည်တဲ့အခါမှာတခြားတိုင်းပြည်တွေကလာရောက်ကျူးကျော်ပြီး မြို့ကြီးကိုရောဗိမ္မာန်တော်ကြီးကိုရောဖျက်ဆီးပြီးအဖိုးတန်သမျှကိုယူငယ်သွားခဲ့တယ်။ဒါဆိုရတနာတွေကရောရတနာတွေကဗိမ္မာန်တော်ကြီးရဲ့မြေအောက်ထပ်မှာရှိတော့သူတို့ယူငယ်လို့မရနိုင်ဘူးခွဲ့။အကောင်ကမိုးတီးကိုကြည့်ပြီးကောင်းလေးဒီထက်ကိုဝင်တဲ့ဝင်ပေါက်ရှိတယ်မှလား။ဝင်ပေါက်ကအနောက်ဘက်ကိုမျက်နှာလှည့်ထားတယ်တဲ့။အနောက်ဘက်ကိုပတ်သွားလိုက်ရပါတယ်။မိုးတီးကတောင်ကုန်းကလေးရဲ့အနောက်ဘက်စီပတ်ထွက်သွားလိုက်တယ်။ ကြခဲ့တောင်းကအနောက်ဘက်ကိုရောက်တဲ့အခါဂူပဝါတစ်ခုကိုတွေ့ရပြီဂူပဝါအရှိမအထုပ်အပိုးတွေတက်တာကြီးတွေပုံအောနေတာကိုတွေ့ရတယ်ဒါရီကဘာတွေများလဲမိခမေးလိုက်တဲ့အခါမှာတော့မိုးသီးကအရင်တော့ကဒီနေရာကိုလာခဲ့ကြတဲ့တိုက်သူသမားတွေကျင်ခဲ့တဲ့အထုပ်ပိုးဖြစ်စည်းတွေပဲသူတို့တွေကတိုင်းတိုင်းတော်ကြီးတွေဝင်သွားပြီးကလေးကပြတ်ထွက်မလာနိုင်ကြတော့ဘူးဒါဆိုတို့တွေလည်းဝင်ကြစို့စိတ်ဆက်တဲ့စိတ်တလုံးက ဝင်းမောက်တကားမကြီးစီကိုလျှောက်သွားတယ်။အကောင်ကစိတ်တလုံးကိုတားမြစ်ပြီးညမုံမချုံမချေငါတို့ဝင်လို့မရသေးဘူး။ဘာဖြစ်လို့လဲ။ခမည်းတော်ပြောတော့တင်းရိုင်းတော်ကြီးကိုလရဲ့အလေးအောင်ဆွားနဲ့ထိချုပ်ထားတယ်ဆို။အခွားနေကိဘက်ဆိုတော့လရောက်မှမရှိတာ။ဒီလိုအချိန်မှာဝင်းမောက်မဖြစ်နိုင်ဘူးလား။မလောက်ပါနဲ့ဦးကြီးစိတ်တလုံး။ဆရာကြီးကမှားတာတခုတော့ရှိတယ်။ဒီကိုတင်းရိုင်းကြီးကနေ့မှတစ်မျိုးညမှတစ်မျိုးပြောင်းလဲနေတယ်တဲ့။ မိခါပြောလိုက်တဲ့အတွက်စိတ်တလုံးအနောက်ဆုတ်သွားလိမ့်တယ်။အိုက်ကောင်းကတော့ခေါင်းငိတ်ဟုတ်တယ်ကလေးမရတိကြီးကပြောခဲ့တယ်။ဘဲမန်တော်ကြီးတဲ့ကိုနေဘက်ဝင်သွားတဲ့လူကတိတ်လန်းကိုသွားလိမ့်မယ်။ညာဘက်ဝင်မှသာဘေးမာကြီးကိုဖုတ်တွေ့ရလိမ့်မယ်တဲ့။အဲဆိုရဆိုရင်တော့ဒီကိုတင်ညာကြီးတဲ့နေဘက်ဝင်ကတိတ်လန်းကိုသွားတာနဲ့အတူတူပဲ။ဒါဆိုကျုပ်တို့ဘဲချေဝင်ကြမှာလဲ။တို့တွေခဏစောင့်ကြည့်နေကြတာပေါ့ ညနေစာစားတော့ပြီးတော့လောက်ထွက်လာတဲ့အချိန်ကျရင်တော့အထက်ကိုဝင်ကြတာပေါ့အိုက်ကောင်းရဲ့စကားကိုအားလုံးကလက်ခံလိုက်ကြတယ်ဂုံဝင်ဝအနည်းမှာပဲမိဖို့ကြီးတစ်ခုကိုဖို့ပြီးရခိုင်လူတွေချက်ရှိနေခဲ့တဲ့စာအုပ်စာခွက်တွေနဲ့ချက်ပြုတ်ကြလိမ့်တယ်အနည်းနာမှာဆန်းချောင်းလေးတစ်ခုရှိတဲ့အတွက်အဲ့ဒီဆန်းချောင်းကလေးကရေကိုခတ်ပြီးထမင်းဟင်းတွေကိုချက်ပြုတ်ကြတယ်မိခါအထုပ်ပိုးတွေအတွင်းကဆန်စိပဲစိတွေကိုလက်နဲ့နှိုက်ကြည့်ပြီးဦးကြီးစိတ်တလုံးဓမ္မကြီးစား ဆန်စိတ်တွေကမှိုတွေပိုးတွေမထိုးတဲ့အပြင်ပဲစိတ်တွေကလည်းလက်ဆက်နေရပဲဒါကိုကြည့်ုံနဲ့ဒီကိုသေးညာကြီးတော့အရင်ဝင်သွားတဲ့အဖွဲကတိတ်မကြသေးဘူးလို့ခတ်မှန်းရတယ်ဘာပဲဖြစ်ဖြစ်ငါတို့တရိပ်ကြီးကြီးထားမှဖြစ်မယ်မိခါစားတောက်ပြီးတဲ့အခါမှာတော့မိုးချုပ်သွားလိုက်ပြီပိုးအုပ်ကြီးတွေကကိုသေးညာကြီးအတွင်းထဲကိုဝင်မှုအတွက်မိရှူးတန်ကြီးတွေကိုပြင်ဆင်နေကြတယ်ကဲလာလဲထွက်ပြီဆိုတော့အစိမ့်သက်ဖြစ်ပြီငါတို့တွေအထဲဝင်ကြရအောင် မိုးသီးကအထဲဝင်ဖို့အတွက်တုတ်ဆုံနေတယ်။မိုးသီးမင်းရောငါတို့နဲ့လိုက်အောင်မလား။ကျုပ်ကျုပ်မလိုက်ချင်ဘူးဗျာ။အဖေကပြောထားတယ်။ဒီကူသေးညာကြီးတဲ့ကိုမဝင်ရဘူးတဲ့။မဝင်လဲပြီးတာပါပဲကွာ။ငါတို့နဲ့လက်ဝင်မယ်ဆိုရင်တော့မင်းလက်နဲ့တဲနိုင်တဲ့လောက်ယရနာတွေရမှာကွာ။မင်းစဉ်းစားကြည့်လိုက်စမ်းမိုးသီး။ဒီယရနာတွေသာတဝိတစ်ပိုက်ကြီးရမယ်ဆိုရင်ငါတို့တွေအကုန်ချမ်းသာပြီကွာ။ မင်းနဲ့မင်းဖေလည်းအခုလိုတောချုံအောင်ရတဲ့မှာနေစရာမလိုတော့ဘူး။အကောင်းရဲ့စကားကိုကြားတော့မိုးတိမျက်လုံးနဲ့အယောင်လက်လာတယ်။ဒါဆိုကြုတ်လဲလိုက်ပြီဗျာ။အေးဒီလိုမှပေါ့ကွာ။အကောင်းကလူအလုံးကိုတစ်ချက်ကြည့်ပြီးတော့"ကဲဒီအချိန်ကစပြီးတော့ငါတို့အလုံးကတလေတဲ့စီတခီးတဲ့သွားတဲ့လူတွေဖြစ်သွားကြပြီ။ဒါကြောင့်တယောက်နဲ့တယောက်ရမဖြစ်ကြပဲနဲ့အလုံးကောင်းစားရေးအတွက်တာတူညီမျှလောက်ကင်ဆောင်ရွက်ကြရမယ်။ဟုတ်ပြီလား" မိခါတို့ခေါင်းညှိလိုက်လေတယ်။အဲကောင်ကပရပိုက်ကိုထုတ်ကောက်ဖွင့်ဖက်ရင်ငါတို့တွေဝင်ကြမဟိတ်။တောင်ကုန်းလေးရဲ့အောက်ဘက်မှာရှိတဲ့လှန်ကောင်းပေါက်ကြီးတစ်ခု အတွင်းထဲကိုဝင်ရောက်လာခဲ့ကြတယ်။လေကလေးတွေတိုင်းဆင်းသက်လာရင်မင်းအောက်နဲ့ဆဲဘေးကိုရောက်တဲ့အခါမှာတော့ရှောက်လန်းကြီးတစ်ခုကိုတွေ့ရလေတယ်။ရှောက်လန်းကြီးကမှောက်အတိကျနေတဲ့အတွက်မီးရှို့တန်ကြီးတွေကို ထုတ်လိုက်ကြရတယ်။အရှိမကြောက်တကားကြီးတစ်ခုကိုတွေ့ရပြီးတော့ကြောက်တကားချက်ကြီးကအလွန်ခိုက်ပါပြီ။ကနုတ်ပန်းတွေ တခါပန်းမရီနဲ့ထွင်းထူအလှဆင်ထားတယ်။မိခဒေဝဆက်ခုနီနဲ့အမြင်အယုံကိုဖြတ်ကျလိုက်တဲ့အခါရှောင်းလမ်းမကြီးတစ်ခုလုံးနဲ့ကျောက်တကားချက်ကြီးမှာမှော်ပညာဆက်တွေတက်ဆင်ထားတာကိုအာရုံခံမိလေတယ်။ကျောက်တကားကြီးစီကိုရောက်တဲ့အခါမှာတော့အိုက်ကောင်းကကျောက်တကားကြီးကိုလက်နဲ့ထိဖို့ကြိုးစားလိုက်တယ်။မထိနဲ့ဦးကြီးအိုက်ကောင်းမိခထားအော်တဲ့အတွက်အလုံးထိတ်လန့်သွားတယ်။ဘာဖြစ်လို့လဲမိခဒီကျောက်တကားကြီးမှာမှော်ဆက်လက်နဲ့တွေတက်ဆင်ထားတယ်။ သူ့ကိုထိမိကိုင်းမရင်မကောင်းတဲ့ဆက်လက်နဲ့တွေထွက်လာမယ်ထင်တယ်။မိုးဒီကဥကြီးရိုးရဲ့ပရပိုက်ထဲမှာဒီကြောက်တကားကြီးကိုဖွင့်နိုင်တဲ့နည်းမရေးထားအောင်လား။ရေးတော့ရေးထားတယ်ကွာ။ဒါကလင်းကားတစ်ခုပဲ။နေလုံးအနောက်ကိုပြေးလိုက်ပါ။လမ်းတစ်ခုကိုတွေ့ရမှာတဲ့။ဒီလိုရေးထားတယ်။ကြောက်တကားကြီးကိုကြည့်လိုက်တဲ့အခါမှာတော့ကြောက်တကားကြီးရဲ့တကားတစ်ချက်မှာနေလုံးပုံစံနဲ့လူသားတွေရဲ့ပုံစံကိုရေးဆွဲပြီးကျင်းတဲ့တကားတစ်ချက်မှာတော့ လာမင်းပုံစံနဲ့မိမတယောက်ပုံကိုရေးဆွဲထားလိမ့်တယ်။မိကကတကားကိုအသေးချာကြည့်လိုက်တဲ့အခါနေလုံးပုံနဲ့လာမင်းပုံတို့မှာထူးဆန်းတဲ့အလေးရောက်နေဝင်လက်တာကိုတွေ့ရတယ်။နေလုံးကဒီမှာမဟုတ်လား။စိတ်တလုံးကနေလုံးပုံကိုလက်ညှိုးထိုးပြလိုက်တဲ့အခါအိုက်ကောင်းကနေလုံးအနောက်ကိုလိုက်ရမယ်ဆိုတော့နေလုံးပုံစံကိုနှဲ့လိုက်ရမှာလို့ပြောတာထင်တယ်။အိုက်ကောင်းရဲ့အကြံကိုဘသူကမှမကောက်ကွက်ကြတဲ့အတွက် အိုက်ကောင်းကနေလုံးပုံစံကိုလက်နဲ့နှိပ်ဖို့အတွက်လက်လန်းလိုက်တယ်။ဒီခါမိခနေအောင်ဦးကြီးအိုက်ကောင်းဘာဖြစ်လို့လဲမင်းကလေး။လင်းကရတော့နေလုံးနောက်ကိုလိုက်ရမယ်လို့ဆုထားတယ်မဟုတ်လား။နေလုံးကိုနှိပ်ခိုင်းတာမှမဟုတ်တာ။နေလုံးကိုနှိပ်ပြီးတကားပွင့်သွားမယ်လို့ဆုလို့ချင်တာမဟုတ်ဘူးလား။အဲ့ဒါဆိုရင်နေလုံးကိုနှိပ်ပါလို့ပြောထားမှာပေါ့။အခုကနေလုံးအနောက်ကိုလိုက်ပါဆိုတော့ နေရဲ့အနောက်ကိုလိုက်နေတဲ့အရာတခုကိုဆိုလိုချင်တာပဲဖြစ်ရမယ်။နေရဲ့အနောက်ကိုလိုက်နေတဲ့ဟာဘယ်ဟာဖြစ်မလဲ။နေဝင်မိလာထွက်တယ်မဟုတ်လား။အေးဒါဆိုရင်လာချမ်းကိုပြောတာဖြစ်မယ်နော်။မိကခေါင်းညှိလိုက်တော့အိုက်ကောင်းကလာချမ်းပုံကိုလက်နဲ့ပုတ်လိုက်တယ်။ဒီအခါဂျင်းကြီးရဲ့အတန်ကြီးတတန်မြည်ဟိပြီးကြောက်တကားကြီးကဘေးနှစ်ဖက်ကိုပွတ်ထွက်သွားလိုက်တယ်။မိကတော့လူတစုဝမ်းတာသွားကြပြီးတော့အတွေ့နဲ့ကိုဝင်လာခဲ့ကြတယ်။မိခါတို့ဝင်ရောက်ပြီးတဲ့အခါ ကြောက်တကားကြီးကပြန်ပိတ်သွားလိမ့်တယ်။အတွင်းထဲမှာကြောက်ပြားချက်တွေခင်းထားတဲ့လမ်းကြီးတစ်ခုရှိတယ်။မိကအမြင့်ဖြန့်ချက်လိုက်တာနဲ့ကြောက်ပြားချက်မှာမှော့ဆွဲအိမ်နဲ့ဝန်းလက်နေတာကိုတွေ့ရတယ်။အားလုံးပဲရလိုက်ကြ။မိကအော်တာကြောင့်အားလုံးကအရှိန်တန့်သွားတယ်။ဒါပေမဲ့စိတ်တလုံးကကြောက်ပြားတစ်ချက်ပေါ်စီခြေထောက်ချမိတော့မှဆဲဆဲရက်တန့်သွားခဲ့တယ်။ဘာဖြစ်လို့လဲမိက။ကြောက်ပြားချက်တွေမှာမှော့ပညာရပ်တွေကိုတွေ့နေရတယ်။ဒါပေမဲ့စိတ်တလုံးက အဲ့ဒီကြောက်ပြားပေါ်စီအမှတ်မထင်မဲ့ခြေချမိသွားတယ်။ကြောက်ပြားချက်ကအောက်ကိုအသားလေးနှင်ဝင်သွားပြီးကြောက်ခင်းလန်းကြီးရဲ့မျက်နှာစာအရှိအမြားတယ်နဲ့ပြစ်ထွက်လာတယ်။မြားတယ်ကတာမန်မြားတယ်နဲ့မဟုတ်ပဲအပြာလက်ရောင်အလင်းတွေထိတ်လင်းနေတဲ့မြားတယ်လေ။ဒီကအဲ့ကြဆိုသူကလွယ်ရည်အတွင်းထဲကတေသားပြားကြီးတစ်ခုကိုထုတ်လိုက်တယ်။အဲ့ဒီတေသားပြားကြီးကိုလေးဝစီဖြစ်တယ်လို့မှုန်ရလိုက်တဲ့အခါတေသားပြားကြီးအဖြစ်ကနေထမင်းစပွဲဝဲအရွယ်အစားရှိတဲ့ဓာညီတစ်ခုဖြစ်ပါတယ်။ အဲ့ကြအဲ့ဒီဒိုင်းကြီးကိုလက်နဲ့ပွတ်တက်လိုက်တဲ့အခါဒိုင်းကြီးကကြေးဝါရောင်အလင်းနဲ့ဝင်လက်လာခဲ့တယ်။လာကြဟိဒိုင်းနောက်ကိုပုန်းနေကြ။အိုက်ကောင်းအော်လိုက်တာနဲ့မိခါတို့ဒိုင်းနောက်ကိုဝင်ပုန်းလိုက်ကြတယ်။မြားနိုင်တွေကပြာပလုံးလုံးတဝီဝီအော်ဟစ်ပြီးပြေးဝင်လာခဲ့ကြတယ်။ဟောဒီဒိုင်းကတော်ရုံမော်ပညာလောက်ကိုတားဆီးနိုင်ပါလေကွ။မြားရန်ကဒိုင်းကြီးမှာတကြတောက်နဲ့ပြေးဆိုင်လာခဲ့တယ်။စိုက်ဖက်များလာတဲ့အခါ မြောင်းဥချိုထိပ်ပိုင်းကဒိုင်းကြီးတော်မှာထိုးဖောက်ပြီးဝင်ရောက်လာခဲ့တယ်။ခဏများကြာတော့မြားနံတွေရက်တက်သွားခဲ့တယ်။ဇပွဲကြီးနဲ့တူတဲ့တစ်သားဒိုင်းကကြီးမှာမြားနံတွေကမရင်မတွက်နိုင်အောင်တိုးဆိုင်ဝင်ရောက်နေတာကသူတကောင်ရဲ့ကြောကုန်းတစ်ခုလိုဖြစ်နေတယ်။မကြခင်မှာတော့မြားနံတွေကတဝဝုံအတန်မြေပြီးပောက်ကွဲလာခဲ့တယ်။အဲ့ကြာဒိုင်းကြီးကိုရှောက်လမ်းမပြီးစီလှုပ်ပြစ်လိုက်တဲ့အခါဒိုင်းကြီးကတစားစီပြက်စီးသွားခဲ့တယ်။ဒီခါကျမှ ရှောင်းလန်းကြီးရဲ့နဘေးမှာလူအယိုးစုတွေကိုမြင်တွေ့လိုက်ရတယ်။ဟာလူတွေတိတ်ထားတာမနှဲပါလား။ဟုတ်တယ်နော်။ဧကန်နာဒီများချက်တွေကြောင့်ပဲဖြစ်မယ်။အကောင်ကပရပတ်ကိုလှမ်းပြီးတော့အသေးစိတ်တော့မရေးထားဘူး။ဒါပေမဲ့မရင်နဲ့အခွက်ကိုချေချမင်းတိတ်ပြီးနဲ့ရင်ဆိုင်ရမယ်တဲ့။ခုနကတကွက်မှားနေတာတောင်မှတိတ်မလောက်ဖြစ်ခဲ့တာ။ဒီအခွက်တွေအများကြီးတော့မှားနေမိမယ်ဆိုရင်ကျုပ်တို့အကုန်မသားပေါကုန်မှာပေါ့။ မိခကကြောက်ပြားတွေကိုအကက်ခတ်ကြည့်လိုက်တော့တချို့ကြောက်ပြားတွေမှာမော်ပညာနဲ့ပတ်သက်တဲ့သဲလွန်စားကိုမတွေ့ရအောင်။ကဲအားလုံးပဲကျမရဲ့အနောက်ကလိုက်ခဲ့ကြ။ကျမနေနဲ့ကြောက်ပြားကိုလိုက်နေကြ။မိခမင်းဖြစ်ပါမလား။စိတ်ကြလို့ပြောဆိုနေတဲ့အချိန်မှာပဲမိခကကြောက်ပြားတစ်ချက်ကိုနင်းသွားလိမ့်တယ်။အတန်ကြာသေးတိုင်အောင်ဘာမှမဖြစ်တဲ့အတွက်မိခနေနဲ့ကြောက်ပြားကိုလိုက်နိုင်နေကြတယ်။မိခအရှိရနင်းသွားရဲ့တိတ်မကြခဲ့အချိန် ကြောက်ပြခင်းလန်းကြီးကိုဖျက်ကျော်နိုင်ခဲ့ပြီလေပြီကြောက်တကားတစ်ခုကိုတုံ့ပြန်လိုက်တဲ့အခါအတွင်ထဲမှာခမ်းမကျဲကြီးတဲ့တိုင်ကျဲဝင်းတဲ့နေရာတစ်ခုကိုရောက်ရှိလာခဲ့တယ်။ဒါပေမဲ့မှောက်အတိကျနေတဲ့အတွက်ခမ်းမကျဲကဘယ်လောက်ကျဲဝင်းလဲဆိုတာကိုခန့်မှန်းလို့မရဘူး။ပိုးအုပ်ကြီးတွေကန်ဆောင်ထားတဲ့မြေရှုတာတွေရလဲကြောက်ပြလမ်းမှာကြကြနေခဲ့တယ်။ဒီကျဲအမှောက်တို့အတွင်ထဲကနေပြေးလွှားနေတဲ့ခြေလန်းကြီးကိုကြားလိုက်ရတယ်။အဲ့နောက်မင်းအလင်းရောင်တွေထင်လင်းလာခဲ့တယ်။ ူတူစုကမိခောက်တို့ကိုဝင်းရံပြီးဖြစ်မှန်တိလိုက်ရတယ်။ဒီလူတွေကချင်းနေရလို့အသားရည်နေဆက်ဆက်နဲ့ဖြစ်ပြီးတော့ခေါင်းပေါင်းကြီးတွေကိုလည်းပေါင်းထားကြသေးတယ်။ပိုအိုကြီးတွေကအဲ့ဒီလူကြီးတွေကိုတိုက်ခတ်ဖို့ပြင်ဆင်လိုက်တဲ့အချိန်မှာတော့အုတ်ထုတ်ချုံညိုကြီးတွေဝစ်ဆင်ထားတဲ့လူကြီးတူကအရှိကိုတိုးကပ်လာခဲ့တယ်။ကြည့်ရတာငါတို့နဲ့အကြံတူတဲ့သူတွေရောက်လာတာပဲဖြစ်ရမယ်။မင်းတို့ခုခံမှမကြိုးစားနဲ့။ငါတို့လူစုကလူ၂၀ကျော်တယ်ကွာ။ မင်းတို့တစ်ချက်တည်းနဲ့အပိုင်မအစားစားဖြစ်သွားအောင်လှုပ်လို့ရတယ်။ဒီလူကြီးကပြောဆိုရင်လက်ကိုမြှောက်တင်လိုက်တဲ့အခါလက်ချောင်းတစ်ခုမှဝစ်စင်ထားတဲ့လက်စွပ်ကနဲ့အလင်းနှံတွေထွက်လာတယ်။ဒီလင်းနှံတွေကြောင့်ခမကြီးတစ်ခုလုံးဝင်းလက်သွားခဲ့တယ်။စိတ်တလုံးကအဲ့ဒီလူတွေကိုကြည့်။လက်ဆက်သက်တော့ခမရတို့ကဗရင်ကြီးဂိုင်းကလူတွေပဲဗျ။အော်မင်းတို့တိုက်သူသမားတွေထဲမှာငါတို့ခိုင်းချောင်းကြာဝနာဝရှိတဲ့လူတွေလည်းပါသေးတာဦး။ ဒီကလူအုပ်အတွင်းထဲကဇပိရှိချထားတဲ့လူတယောက်ကပြစ်ထွက်လာပြီးတော့တာမိုးသိမင်းဘာလို့ဒီကိုရောက်လာတာလဲဟင်အဖေအဖေကတောလိုက်ထွက်သွားတယ်ပြောပြီးတော့ဒီကိုဘလို့ရောက်လာခဲ့ရလဲမော်စိုးကြီးကဘယင်ကြီးခိုင်းကခေါင်းဆောင်ကိုကြည့်ပြီးတော့ဆရာကြီးကြောက်သားလေးကိုတော့မဖမ်းပါနဲ့ဗျာတို့တော့ကြုံမျက်နှာကိုထောက်ထားပြီးလှုပ်ပေးလိုက်ပါဒီလူကြီးကခေါင်းညှိလိုက်တဲ့အတွက်မော်စိုးကြီးကမိုးသိစီကိုပြေးလာပြီး မိုးတီးရဲ့လက်ကိုဆွဲပြီးခေါ်ဆောင်သွားလိမ့်တယ်။တားရဲ့ဒီမြူဟောင်းကြီးကိုလည်းမလာနဲ့ဒီကူသေးညာကြီးကိုလည်းမဝင်နဲ့လို့တားကိုအဖေမမာထားဘူးလား။ဟုတ်ပါတယ်အဖေ။ဒါပေမဲ့ရရနာတွေရရချမ်းသာတော့မယ်ဆိုတဲ့စိတ်နဲ့ဝင်လာခဲ့တာပါ။ဒါနဲ့အဖေရရောဒီကိုဘလို့ရောက်နေရလဲ။ငါသားလိုပဲပေါ့တားရဲ့။ငါသားပင်ပင်မမဆင်းဆင်းရဲရဲနေရတာအောင်မကြည့်ရလို့ဘင်းကြီးခိုင်းရဆရာကြီးအန်ထိုနီယိုနဲ့လိုက်လာခဲ့တာ အကောင်ကမျက်နှာအောင်မဲ့ပြီးတော့မင်းတို့လည်းတိုက်တူးတဲ့လူတွေငါတို့လည်းတိုက်လာတူးတဲ့လူတွေအချင်းချင်းရန်သူတွေလိုမဆက်ဆက်တင်မအောင်ကရန်သူတွေမဟုတ်ပေမဲ့ကျုပ်တို့ကပြိုင်မက်တွေဖြစ်သွားရင်မဟုတ်လားဒါပေမဲ့ဒီလောက်များတဲ့ရန်နာတွေကိုမင်းတို့အကောင်ယူနိုင်မလားယူမအကောင်လုံးယူမတကယ်လို့ရန်နာတွေကိုတွေ့ပြီးဆိုရနဲ့ဒီဒီကနေတပြားမှမကြအောင်ကိုတိုက်ထုတ်သွားပြီးတော့မြေလံပြီးတော့ကိုယူမှာ မင်းတို့တော်တော်လောဘကြီးတဲ့ကောင်းနေပဲဒီမှာအဖိုးကြီးဒီအထက်ကိုရောက်လာတဲ့လူတွေထဲမှာလောဘမကြီးတဲ့လူဘယ်နဲ့ရောက်ပါလို့လဲအကောင်လုံးကလောဘရှိထားပြီးရောက်လာကြတာမဟုတ်လားဘိန်းစားချင်းတလုံးပုံမရှူချင်းစားမှန်တယ်ဗျာဘရင်ကြီးတွေကပို့အုပ်ကြီးတွေရဲ့လွယ်အိတ်ကိုဖြုတ်ယူပြီးတော့ရှာဖွေလိုက်ကြတယ်ဒီအခါပရပိုက်တစ်ဆောင်ကိုတွေ့ရတယ်ပရပိုက်မှာရေးသားထားတဲ့စာရွေကိုအန်တိုနီယိုကဖတ်ကြည့်နေတယ်ရပါဟဲ့ ငါတို့တွေဒီနေရာမှာပြိမ့်မိနေတာကိုဖြည့်ရှင်းပေးမယ်တော့ချက်တော့တွေ့ပြီပရင်ဂျူရီကပရပိုက်ကိုလှမ်းကြည့်ရင်ဒီပရပက်ကတော်တော်စုံနာပဲဆရာကြီးဒီအတိုင်းဆိုရင်ကျုပ်တို့အတွင်းစီးတဲ့အထိရောက်နိုင်မယ်ထင်တယ်နော်ကဲဒီကောင်တွေကိုထွက်ပြေးလို့မရအောင်လို့မှော်ချိုးနဲ့တုတ်ထားလိုက်ပြီးရင်သူတို့ဘာခေါ်လာလိုက်ကြခမကြီးကအတော်တဲကြက်ဝေးပြီးတော့လေးဘက်လေးတဲစလုံးကိုကြောက်နေရံတွေနဲ့ကာရင်ထားတယ်ခမဆိုပေမဲ့ပင်၂၀ပတ်လည်တာကြက်ဝင်းနေတယ် အနောက်စီကိုပြတ်သွားနိုင်တဲ့ကြောက်ချက်ပြခိနှားတဲ့လမ်းတစ်ခုပဲရှိတယ်။ခမကြီးတွေဘာဝိထုမှမရှိဘူး။ဒါပေမဲ့ကြောက်သားနေရံတွေမှာရင်းညစ်တွေကပ်နေတယ်။အန်တိုနီယိုကပရပိုက်ကိုဖတ်ရင်လာအစွမ်းတောက်ပတဲ့နေ့မှာခမကြီးကိုပိတ်ထားတယ်။လာအစွမ်းအားရတဲ့နေ့မှာခမကြီးကပွင့်နေတဲ့။ခမတဲ့ကိုဝင်းမိုးငါဖြစ်မှရမယ်တဲ့။ငါငါဆိုတာဘာလဲ။အေးကွာစဉ်းစားစရာပဲ။ ဒီအချိန်မှာပဲမိခါတို့ရဲ့ခြေတော့တရားတဖြည်းဖြည်းဆွတ်ဆွတ်လာတာကိုခံစားရတယ်။မကြခင်မှာပဲရေရီယာခြေမျက်စိထိအောင်မြင့်သွားလိမ့်တယ်။မင်းအောင်နဲ့ကြည့်လိုက်တဲ့အခါခမမျက်နှာချက်ကရေရီယာတည်တည်နဲ့စီးကျလာခဲ့တယ်။ဆရာကြီးရေရီစီးကျလာပါလား။ဒီတိုင်းသာဆက်ပြီးဆင်းနေမယ်ဆိုရင်ကျွန်တော်တို့တွေရင်းနေပြီးတိတ်မဲ့ထင်တယ်။ရေရီယာခမအတွင်းထဲကိုတဝဝနဲ့စီးကျပြီးတော့တဖြည်းဖြည်းပြည့်ရှာလာခဲ့တယ်။ရင်မျက်နှာပြင်ကတဖြည်းဖြည်းမြင့်တက်ပြီး မိခါရိုးရဲ့ခန်းနီယာကိုရောက်ရှိလာခဲ့တယ်။ရေကူးကြ၊ရေကူးထားကြ။ရေမကူးတတ်တဲ့သူတွေကတော့တိမ်ပါပဲ။ရေမျက်နှာပြင်ကတဖြည်းဖြည်းနဲ့မြင့်တက်လာပြီးနောက်ဆုံးလူတရက်ခန့်နှိမ့်မြုပ်သွားလေတယ်။မိခါရိုးကတော့ရေထဲမှာ အကုန်ကူးခတ်နေရတယ်။ဗရင်ကြီးခိုင်းရခိုင်းသားတွေကလည်းရေထဲမှာရက်ကန်ရက်ကန်နဲ့ကူးခတ်နေတယ်။ကိုတရညှက်ခတ်အကြမှာရေမျက်နှာပြင်ကခမအမိုးမှရှိတဲ့ကြောက်မျက်နှာချက်ကြီးနဲ့ထိလို့နေပါဖြစ်နေတယ်။ ီချိန်စိတ်တလုံးကလက်ပန်းကျပြီးရေအောက်ကိုနစ်မြုပ်သွားခဲ့တယ်။မိခါတော့အတက်ကိုဝအောင်ရှူပြီးရေအောက်ကိုငုံလိုက်တယ်။ရေအောက်မှာမှောင်မိုက်နေတဲ့အတွက်တမန်မျက်စိနဲ့မမြင်နိုင်တာကြောင့်ဒေဝဆက်ခုနီးနဲ့ချစ်ပြီးစိတ်တလုံးရဲ့အနောက်ကိုကူးခတ်လို့လိုက်ပါလာခဲ့တယ်။အဲ့ဒီအချိန်မှာပဲခမရဲ့အောက်ခြေကြောက်ပြားတစ်ခုမှာမော်ပညာတစ်ချို့ကိုတွေ့လိုက်ရတယ်။မိခါအဲ့ဒီကြောက်ပြားချက်ကိုလက်နဲ့ဖိလိုက်တဲ့အခါလေးပေပက်လေလောက်ရှိတဲ့ကြောက်ပြားကတကားတစ်ခုတစ်ဖွဲပွင့်ပါပြီ။ ရေရီကအောက်ကိုဆွဲချသလိုဖြစ်လို့စိတ်တလုံးနဲ့မိခါတို့အဲ့ဒီအပေါက်ကနေပြုတ်ကျသွားခဲ့တယ်။အဲ့ဒီရေထွက်ပေါက်ကနေရေရီကတဝဝနဲ့ကြဆင်းကုန်တာဆိုတော့ကျင်းတဲ့လူတွေလည်းရေစီအားနဲ့အတူတူအောက်ကိုမျောပါကြဆဲကုန်တယ်။ရေစီအားတိုင်းမျောပါပြီးတဲ့နောက်ကျင်းမြေတစ်ခုပေါ်ကျရောက်သွားခဲ့တယ်။ဒီကကြဆင်းလာတဲ့ရေတွေကကျင်းမြေနဘေးမှာပြုတ်လုထားတဲ့မြောင်းလျားနဲ့တစ်စစ်စီးဆင်းသွားပြန်တယ်။အန်တိုနီယိုကအုတ်ထုတ်မှာစုံနေတဲ့ရေတွေကိုညှစ်ချရင် ရေဆိုတာလရဲ့ဆွဲငင်အပေါ်မူတည်ပြီးတော့ပြောင်းလဲတတ်တာဒါကြောင့်ခုနအခန်းကြီးကရင်းကြီးတွေတက်နေတော့ကိုအခန်းရဲ့ကျဲပြင်းမှာအယိုးစုတွေကတစ်ခုနဲ့တစ်ခုထက်နေပြီအခန်းကျဲပြင်းတစ်ခုလုံးကိုအယိုးစုတွေနဲ့ဖုံးလန်းထားသလိုဖြစ်နေတယ်အကြောင်းအမျိုးမျိုးကြောင့်ဂူတိညာကြီးထဲမှာတည်ဆုံခဲ့ကြတဲ့သူတွေရဲ့ရုပ်အလောင်းတွေကိုရေအားနဲ့ဆွဲယူတိုက်ချပြီးယခုအခန်းအတွင်းထဲမှာ ပုံအော်ထားခြင်းဖြစ်မယ်လို့ယူဆရတယ်ငားရမှဖြစ်မယ်ဆိုတာတကယ်တော့ငါတို့ရေကူးခိုင်းတာပဲကွာ အချိန်တခုရောက်တဲ့အချိန်မှာဒီရေတွေကဟော်ရီအပေါက်ပွင့်ပြီးပြန်ဆင်းသွားအောင်လှုပ်ထားတဲ့ပုံပဲအယိုးလန်းတစ်လျှောက်ရှောင်းလန်းလာကြပြီးတဲ့အခါပတ်လန်းကြီးတခုအတွင်းထဲကိုရောက်ရှိလာခဲ့ကြတယ်ပတ်လန်းကြီးထဲမှာမြေထွန်းလိုက်တဲ့အခါပတ်လန်းနဘေးမှာရှိတဲ့ကြက်ခုန်ကြီးတွေပေါ်မှာရွှေပြားတွေရွှေစင်ရွှေသားတွေနဲ့ပြည့်လုံထားတဲ့ရုပ်ထုတွေအတုံးဆောင်တွေကိုအများအပြားတွေ့ရတယ်ပရင်းကြီးခိုင်းရလူတွေကပျော်ရွှင်သွားခဲ့ကြတယ်မိုးဆိုးကြီးကအလုံးဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီးတော့ အနီးမှာရှိတဲ့ရွှေတင်းကားပုံကြီးကရွှေပြားတစ်ချက်ကိုထိလိုက်လေတယ်။ဒီအချိန်မှာပဲမော်ဆိုကြီးရဲ့ခြေလက်တွေတောက်တယ်မင်းမော်ဆိုကြီးဟာနာကျင်စွာနဲ့အော်ဟစ်လေတော့တယ်။ဟာရွှေတွေကကျင်စာတက်နေတာဟဲ့။မိခါပလန်းကြီးကိုဒေဝဆက်ခုအစွမ်းနဲ့နှွှမ်းချုံကြည့်လိုက်တော့ရွှေပြားတွေရဲ့အပေါ်မှာပေါ်စွဲအင်ထောင်ချောက်တွေစုဝေးနေတာကိုတွေ့ရတယ်။ရွှေပြားတွေလိုပဲရွှေသားပစ္စည်းတွေအားလုံးရဲ့အပေါ်မှာလည်းထောင်ချောက်တွေကိုတက်ဆင်ထားတယ်။မိုးတီးကအဖေပြစ်သူစီကိုပြေးသွားတယ် အဖေအဖေဘာဖြစ်တာလဲအဖေမိုးစိုးကြီးကအယူကြီးတရလို့အဟစ်ပြီးတော့တကောလုံးအေးခဲပြီးရေခဲရုပ်ကြီးတရုပ်လို ပြောင်းလဲသွားခဲ့တယ်။အသားရည်တွေကလည်းကြောက်သားတစ်ခုလိုမာကျော်သွားခဲ့တယ်။မိုးစိုးကြီးကမှော့ဆွဲအင်ထောင်ကျောက်တွေနဲ့ထိတွေ့ပြီးတော့လူစင်စိတ်ကနေကြောက်ရုပ်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ပလန်းကြီးအတွင်ထဲမှာလည်းကြောက်ရုပ်ပေါင်းများစွာကိုတွေ့ရတယ်။ကြောက်ရုပ်တွေကရွှေပြောင်းတွေကိုလှမ်းယူတဲ့ဟာရှေ့အုံးဆောင်တွေကိုလှမ်းယူနေတဲ့ပုံစံတွေဖြစ်နေတယ်။ ဝေဒီယာအဖေဖြစ်သူရဲ့ခြေထောက်ကိုဖတ်ပြီးငိုယုံနေတယ်။ဘယင်းကြီးခိုင်းသားတွေရလဲအတော်လေးကိုထင်းလာသွားကြတယ်။အတွေ့အကြုံရှိတဲ့အန်တိုနီယိုကတော့ကြည့်ရတာဘယင်းမကြီးကမဆွဲရင်ထောင်ချောက်တွေဆင်ထားတဲ့ပုံပဲ။ဒီထောင်ချောက်တွေကိုဖြတ်ဖို့စူးစမ်းရမယ်။ငါအမိတ်မရပဲဘသူမှရွှေတွေကိုမထိနဲ့။အန်တိုနီယိုအာယုံများနေတဲ့အချိန်ပို့အုပ်ကြီးတွေကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့သူတို့အနီးမှာရက်နေတဲ့ဘယင်းကြီးခိုင်းသားတွေကိုကိုလုံးနဲ့ဝင်တိုက်ထက်လိုက်တယ်။ အနောက်ကိုလဲကျသွားတဲ့ဘယင်းကြီးခိုင်းသားတွေကရွှေဘုံကြီးအပေါ်ကိုလဲကျသွားခဲ့တယ်။ပအိုကြီးတွေကဘယင်းကြီးခိုင်းသားတွေနဲ့တက်ခတ်ကုန်ကြပြီ။စိတ်တလုံးကလည်းကျိုးတွေကိုဆွဲဖြစ်ပြီးတော့ဘယင်းကြီးခိုင်းသားတွေနဲ့တက်ခတ်လိုက်တယ်။ဘယင်းကြီးခိုင်းသားတွေကမော်ပညာနဲ့စင်ထားတဲ့မော်တနက်တွေကိုအသုံးပြုပြီးတော့မှပြစ်ခတ်တက်ခတ်ကြတယ်။မော်တနက်အတွင်းထဲကနေမော်ကြီးစက်နဲ့တဝဝုံနဲ့ပြန်တန်းနေကြတယ်။ပအိုကြီးတွေကလည်းပညာမသေးလား။ဘယင်းကြီးခိုင်းသားတွေကိုမှော်သွင်းလက်နက်တွေနဲ့တက်ခတ်ကြတယ်။ ဘင်းကြီးကိုင်းသားတွေကမှော့ပညာနဲ့ပြစ်ခတ်ကြတယ်။အဲ့ဒီလိုရှုပ်ထွေးနေတဲ့အချိန်မိခါကပတ်လမ်းမကြီးအတိုင်းတက်လို့ပြူတော့တယ်။အဲ့လိုပြူလာရင်ကြောက်သားတကားတစ်ချက်ကိုတွေ့လိုက်ရတယ်။ဘင်းကြီးကိုင်းသားတွေနဲ့တိုက်ခတ်နေတဲ့အချိန်အန်တိုနီယိုကမိခါရဲ့အနောက်ကိုပြေးလိုက်လာခဲ့တယ်။မိခါကြောက်သားတကားကိုတုတ်ဖွဲ့ရဲ့အတွင်းထဲကိုတိုးဝင်လာခဲ့တယ်။အန်တိုနီယိုကတော့အဲ့ဒီတကားရဲ့အရှိမရက်တက်မြေကျက်နေခဲ့တယ်။ဒီကလေးမအတွင်းပတ်လမ်းထဲကိုဝင်သွားတာပါလား။ ူတဲ့ရင်းကိုတူးတူးသွားတာပဲအတော်နီယိုကအဲ့ဒီလိုရရုပ်ပြီးအောက်ကို ပြက်ဆင်းလာခဲ့တယ်မိခါတော့ပေါင်ပေါင်မဲမဲအတွေ့ဆက်လက်ပြေးလွှားနေမိတယ်တနေရာကိုရောက်တဲ့အခါမှာတော့အနောက်ကလိုက်မလာမှန်းတီးရတဲ့အခါရက်ပြီးအမောဖြစ်နေမိတယ်ဟမ်ငါရောက်နေတာအတိတ်ပတ်လာနေမှာပါလားဒီတိုင်းဆိုရင်တရေကြီးကြီးထားမှာပဲမိခါကဖက်လုံးကလေးကိုထုတ်ပြီးတော့ငါရဲ့ကိုယ်ပွားမှောင်မြတ်ရှင်အလင်းပြပါရှင် အဲ့လိုရရုပ်ပြီးလေးပေါ်ကိုမြှောက်တင်လိုက်တယ်။အတွင်းပလန်ထဲမှာမြောင်များလာစွာသော ထောင်ချောက်တွေကိုတွေ့ရတယ်။မိခါမှော့မြလုံးကိုထိတ်ချုပ်ရင်ပလန်အတိုင်းဝင်လာခဲ့တယ်။ထောင်ချောက်တွေကမှော့မြလုံးကိုတွေ့တဲ့အခါအမျိုးစုံသောလက်နက်တွေဆက်လက်နက်တွေမှော့အတက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ကြတယ်။ဒါပေမဲ့မှော့မြလုံးတွေကအသေးငယ်လာတဲ့အတွက်အဲ့ဒီလက်နက်တွေနဲ့ထိမှန်ခြင်းမရှိဘူး။ထောင်ချောက်တွေကလည်းတိုက်ခိုက်ပြီးတဲ့အချိန်မှော့ဆွဲအင်ပြေဖို့အချိန်ခဏစောင့်နေရတဲ့အတွက် မိခမော့မြလုံးအနောက်ကနေပြေးလိုက်လာခဲ့တယ်။တနေရာစီရောက်တဲ့အခါမှာတော့မော့ဆွဲအင်မြေကြီးတစ်ခုကိုတွေ့ရပြန်တယ်။ဒီမြေကြီးကမော့ဆွဲအင်အင်းနဲ့တကားတစ်ပေါက်ကိုပိတ်ဆို့ကရရထားတယ်။မော့မြလုံးကလည်းအဲ့ဒီတကားနဲ့ထိတွေ့တဲ့အခါဖောင်ကနေပောက်ကွဲပြီးအစိမ့်စိမ့်အမွှာမွှာကွဲချေသွားခဲ့တယ်။သွားပြီ။ငါရဲ့မော့မြလုံးတော့ဆုံးပါပြီ။ငါဒီထဲကိုဘလို့ဝင်ရပါ့မလဲ။ဟုတ်သားပဲ။မော့ဆွဲအင်ဆိုတာညအချိန်မြေအောက်မှာစွန့်နေပြီးတော့ နေ့အချိန်ဆိုရင်မြေပေါ်ကိုပြန်တက်တက်တဲ့သဘောရှိတယ်။ရေပေါ်မှာဆိုရင်တော့နေ့အချိန်ရေအောက်မှာဆွနေတက်ပြီးတော့ညအချိန်ရေပေါ်ကိုပြန်တက်လာတာပဲ။ဒါဆိုမနေ့ရောက်ရင်အဲ့ဒီဆွရင်လည်းကုန်ခန်းသွားလိမ့်မယ်ထင်တယ်။ငါမနေ့ရောက်အောင်စောင့်နေမှဖြစ်မယ်။မိခါကအနည်းမှရှိတဲ့ကြောက်တော့တုံးပေါ်မှာထိုင်ပြီးစောင့်နေမိတယ်။အပြေပတ်လမ်းမှာလည်းတိုက်ပွဲရပြေးထန်နေတယ်။ဘယင်းကြီးခိုင်းသားတွေကအထင်အနေကြတယ်ဆိုပေမဲ့မကြခင်မှာအန်တိုနီယိုရောက်လာခဲ့တယ်။ အန်တိုနီယိုကဖဲချက်ကလေးတွေလိုကပ်ကလေးတွေကိုထုတ်လိုက်လေတယ်။အဲ့ဒီကပ်လေးတွေကိုလေးဘောစီမြှောက်တင်လိုက်တော့ကပ်ပြားလေးတွေကလေးဘောမှာလှဲ့လှဲ့ပြန်တန်းနေပြီးပိုအိုကြီးတွေကိုထိမှလေတယ်။ပိုအိုကြီးတွေကကပ်ပြားတွေကိုပြန်နဲ့ကာကွယ်ပေးမဲ့မတက်နိုင်တဲ့အတွက်ထိမှသွားခဲ့တယ်။ပိုအိုကြီး၃ယောက်ကမြေပေါ်မှာလဲကျသွားခဲ့တယ်။စိတ်တလုံးနဲ့အန်တိုနီယိုကဆက်လက်တိုက်ခိုက်ကြတယ်။အချိန်တော်ကြာအောင်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့စိတ်တလုံးရှုံးနေသွားခဲ့ရလေပြီ။အန်တိုနီယိုကလည်းအတော်လေးကိုမောပန်းနေတယ်။ မင်းတို့တော်တော်ကိုပြုတ်အပ်ခတ်တဲ့ကောင်းနေပါလားအခုတော့ခဏအိတ်နေကြအောင်ဒီရွှေပြားတွေရထောင်ချောက်တွေကိုဖယ်ရှားပြီးတဲ့အချိန်မင်းတို့တွေရွှေတွေကိုတိတ်ပြရမယ်ပြီးတော့မှမင်းတို့ကိုရောဟောဒီကိုသိညာကြီးကိုရောအားလုံးကိုဖျက်ဆီးပြက်မယ်အန်တိုနီယိုကအဲ့ဒီလိုကြုံသွားပြီးအစီအရင်ကိုပြုတ်လောက်နေတယ်ကျန်တဲ့ဘင်းကြီးဂိုင်းသားတွေရလဲပတ်လန်းကြီးပပတ်လဲနေရမှာမော်ဒန်နမိုက်တွေကိုတက်စင်နေကြတယ်မိကထိုင်နေနဲ့မိကနဲ့အိပ်ပျော်သွားခဲ့တယ် တစ်ချက်အငိုက်မှာလန်နိုးလာတော့မော်ဆွဲဉ်ညကြီးမရှိတော့ဘူး။ဒါကြောင့်ကြောက်တကားကိုတုံးဖွင့်ပြီးအတွင်းထဲကိုဝင်လာခဲ့တယ်။အတွင်းထဲမှာပေ30ပတ်လည်လောက်ရှိတဲ့စဝိုင်းဘုံခမ်းမကြီးရှိပြီးအဲ့ဒီခမ်းမကြီးရဲ့အလယ်မှာရှိတဲ့မြေပြင်ကမုံမုံနေကမြေပြင်အထက်မှာတော့ရွှေရောင်ခေါင်တလာကြီးတစ်ခုကိုတွေ့ရတယ်။ခေါင်တလာကြီးအပေါ်စီနေရောင်တပ်ဖွဲ့အလေးရောင်တွေဖြားကြပြီးတော့ခေါင်တလာကြီးရဲ့နဘေးပက်ပက်လည်းရမြေပြင်မှာလဲအနည်းအောင်ပန်းမွက်လေးတွေပွက်လန်းနေတာကိုတွေ့ရတယ်။ မိခါခေါင်တလာကြီးအနည်းကိုတဖြည်းဖြည်းတိုးကပ်လာခဲ့တယ်။အဲ့ဒီခေါင်တလာကြီးကိုမှတ်တစ်ချက်လိုကြည်လင်လာတဲ့ကြက်တလင်းပြားကြီးနဲ့ဖောက်အုပ်ထားတာကြောင့်အတွင်းထဲမှာရှိတဲ့ရုပ်အလောင်းကိုမြင်တွေ့နေရတယ်။မောရဒေဝရဲ့ရုပ်အလောင်းကနှစ်ပေါင်းတစ်ထောင်ဒီပါကြာမြင့်ခဲ့ပြီဆိုပေမဲ့လည်းမနေ့တနေ့ရမှာတည်ဆုံးထားတဲ့လူတယောက်လိုလက်ဆက်နေတာကိုတွေ့ရတယ်။နှက္ခပ်ပူပူကနေရပွေ့အပြီးပါလူတွေကလည်းရဲရဲနေနေတယ်။ဘယမကြီးကအသက်130ဆိုပေမဲ့ ဆယ်ကျော်တက်မင်းကလေးတယောက်လိုလှပနှုတ်ပြောနေတယ်။မင်းထူးဆန်းသွားတယ်မဟုတ်လား။အတန်ကြီးတခုကြားလိုက်ရတဲ့အတွက်မိခအလွန်အံ့ဩပြီးထပ်ကုန်လာမိတယ်။အတန်ကြားတဲ့နေရာကိုကြည့်လိုက်တော့ခမတနေရာမှာရှိတဲ့ကြောက်ရွံ့သူအပိုင်းစာကြီးတခုပေါ်မှာအဖိုးကြီးတူထားနေတာကိုတွေ့ရတယ်။ရှင်ကတေးလားလူလား။မင်းကဒီတဲ့ဟိုတော့ရောက်အောင်လာနိုင်တာပဲ။ငါ့ကိုတေးလားလူလားတော့မခွဲခြားတတ်ဘူးလား။ ရှင်ကလူတယောက်ပဲဖြစ်ရမယ်။ဟုတ်တယ်။ရှင်ဘာဖြစ်လို့အဲ့ဒီမှာထိုင်နေရလဲ။မဟုတ်မှလည်းရောရှင်ကဘေးမကြီးရဲ့ကိုရင်တော်ကြီးများလား။မဟုတ်ပါဘူးကွာ။ငါကမင်းလိုပဲဒီတည်းကတစိုက်တော်ကိုကူးယူဖို့ရောက်လာခဲ့တဲ့သူ။ဘလို့ရှင်ကကျမတစိုက်တော်ကိုကူးယူဖို့လာခဲ့တယ်ဆိုတော့ကိုဘလို့လို့သိရလဲ။သိတော့ပေါ့ကွာ။အပြစ်ပလန်းကိုလာတဲ့လူတွေကရွှေတွေယူဖို့ အတင်းပတ်လောင်းလာတဲ့လူတွေကတစိမ့်တော်ယူဖို့ပဲမဟုတ်လားတစိမ့်တော်ဆိုတာဘယ်ဟာများလဲဘေးမရဲ့လက်သွေကိုကြည့်လိုက်အဖိုးကြီးပြောတဲ့အတွက်ခေါင်းလာအတွင်းနဲ့စီကိုမိခါကြည့်လိုက်တော့ဘေးမကြီးရဲ့လက်သွေမှာလက်စွပ်တစ်ခုဝစ်ဆင်ထားတာကိုတွေ့ရတယ်လက်စွပ်မှာရရနာတွေစီချက်ထားတာမျိုးမဟုတ်ပဲနဲ့စာလုံးတွေတစ်ဖွဲရှင်မြောမြောပုံစံတွေထိထုတ်ထားတာကိုတွေ့ရတယ်တစိမ့်တော်ဆိုတာကဒါလား ဘရင်မကြီးကသူ့ရဲ့အမိစာတွေကို ရေးပြီးတဲ့အခါဒီလက်စွပ်ရဲ့ထိတ်ကိုပေဘူးလာရဲ့ထိတ်မှာမော်ပညာနဲ့တစိုက်တော်ခန့်နေလို့ရှိတယ်ကွမိကာဦးစံပေါ်ပေးတဲ့ပေဖြူစာလေးကိုထုတ်ပြီးတော့လက်စွပ်မှာရေးဆွဲထားတဲ့စာသားတွေကိုကူးယူဖို့ကြိုးစားတယ်ဒါပေမဲ့ပိတ်စာသားပါပြီးရေးစရာမပါလာခဲ့ဒုက္ခပဲရေးစရာလည်းဘာမှပါမလာခဲ့ဘူးအဲ့ဒီပန်းနေကြီးကလေးတွေကိုချိုးလိုက်မယ်ဆိုရင်သွေးလိုအရေးလေးတွေထွက်လာလိမ့်မယ် မေဒီအရင်နဲ့ရေးလို့ရတယ်။မိခါအဖိုးကြီးပြောတဲ့အတိုင်းပန်းမင်ကလေးတပင်ရဲ့ရိုးတံလေးကိုချိုလိုက်တဲ့အခါနေရဲတဲ့အယူတွေစီးကျလာခဲ့တယ်။အဲ့ဒီရိုးတံကလေးကိုစုပ်တဖွဲ့အသုံးပြုလို့ပဲ့ဖြူထပ်မှကိုရေးလာလိမ့်တယ်။ငါမင်းကိုစောင့်နေခဲ့တာလင်းငါးနဲ့လောက်ရှိပြီထင်တယ်။ရှင်။ကျမကိုကျမကိုဘာဖြစ်လို့စောင့်နေခဲ့တာလဲ။လူစားလဲဖို့ပေါ့။ရှင်ဘလို့ပြောလိုက်တယ်ဟုတ်တယ် အတင်းပလာနဲ့ဝင်ပြီးဟော်ဒီခမ်းမတွေကိုရောက်တဲ့လူကပြန်ထွက်ရရောထုံးစံမရှိဘူးပြန်ထွက်လိုက်တာနဲ့ဘယင်မာကြီးရဲ့ကြိမ်စာမိပြီးတေဆုံးသွားတတ်တယ်ဒါပေမဲ့နောက်ထပ်လူတယောက်ရောက်လာခဲ့တယ်ဆိုရင်တော့အဲ့ဒီလူကိုဒီခမ်းမထဲမှာအဆောင်ထားပြီးအရေးကြံနေတဲ့လူကထွက်ခွေ့ရှိတယ်ဒါကဒီခမ်းမကြီးရဲ့ကြိမ်စာပဲဒါဆိုရင်ရှေ့ဆုံးလို့ချင်တာကျမကိုအဆောင်ပြစ်ထားပြီးတော့ရှေ့ကပြတ်ထွက်တော့မယ်ပေါ့အဖိုးကြီးကကြောက်ထိုင်ကွာထပြီးတော့ခါဆက်လိုက်တယ် ဟုတ်တယ်။အခုဒီထဲမှာမင်းနေရမယ့်အလှက်ပဲ။ငါတော့လွတ်ပြီးချွတ်ပြီးဟဲ့။အဖိုးကြီးကပျော်ရွှင်စွာရွရွတ်ပြီးခမအပြင်ကိုဥတီလို့လှင်မြန်စွာနဲ့ပြစ်ထွက်သွားခဲ့ပါတော့တယ်။ပရိသတ်များရှေ့အဝိဇ္ဇာထော်တောင်းတဲ့မရစ်ဒါမျိုးဟောက်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတင်ရှိသလား။စာရေးစရာအကစော်လဲကျေစုထူပဲတရှိပါရဲ့ရှင့်ဒီဇလန်းလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ် ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရွှေခြင်းကျမ်းမာခြင်းတွေကို အစဉ်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။